ဟယ်လိုမျိုးတို့ရေဒီနေ့တော့ဟင်းရည်ထဲမှာထက်ချက်လိုက်ရင်အနမ်းရတာတမျိုးပြောင်းသွားပြီးတော့အစာစားခြင်းစိတ်ဖြစ်သွားစေတယ်။ဟင်းခတ်မွေးကြိုင်တစ်ခုဖြစ်တဲ့နန္နမင်းလေးအကြောင်းပြောပြချင်ပါတယ်နော်။နန္နမင်းဆိုတာသူ့ရဲ့မူရင်းဒေသမြေထဲပင်လယ်မက်ဒီတာရေးနီးယန်း region ကဖြစ်ပြီးတော့ထောင်ဥရောပအာဖရိကမြောက်ပိုင်းနဲ့အနောက်အာရှဒေသတွေမှာသဘာဝလျောက်ပေါက်ရောက်တဲ့အပင်မျိုးဖြစ်ပါတယ်နော်။ ဟိုရှိခက်ကလေးကဟင်းခက်မွေးကြိုင်ဖြစ်အသုံးပြုခဲ့ကြပြီးကဘာအနှံ့တို့ပြန့်နှံ့လာခဲ့တာပါတဲ့နော်ဒီနနမင်းကအပွင့်ဆောင်တတ်တဲ့တသန်းတို့ပင် annual up ဖြစ်ပြီးတော့တရားသီတာအသက်ရှင်ပါတယ်နော်ဒီအရွက်ကလေးတွေကလည်းချောမွေ့ပြီးတော့ပြေပြစ်တဲ့မျက်နှာပြင်ရှိပြီးအနှံ့ပြင်းနဲ့အပွင့်တွေကထီးပုံတရံအခိုင်လိုက်ဝင်တက်ပါတယ်နော်နေအောင်ကြီးကောင်းစွာရပြီးရာသူတူအေးများတဲ့ဒေသတွေမှာကောင်းစွာဖြစ်ထွန်းပါတယ်နော် ရေစည်းရေလာကောင်းမွန်တဲ့တဲနှုံးမြေတွေမှာအကောင်းဆုံးကြီးထွားပါတယ်နော်နနမင်းရဲ့ထူးခြားတဲ့အနံ့က aldehydes လို့ခေါ်တဲ့ဓာတုတွပ်ပေါင်းကြောင့်ဖြစ်ပြီးချိုးချင်ရတာနဲ့လက်ဆက်တဲ့အနံ့ရှိပါတယ်နော်အပူပိလုံးမှန်ဆိုရင်တော့အနံ့ရတာအလွယ်တကူပြတ်တက်တာကြောင့်ဟင်းချက်တဲ့အဆုံးမှာပဲထည့်လိုက်ရှိပါတယ်နော်ခုတော့မြေထဲပင်လယ်ဒေသကစတင်ခဲ့တဲ့ဒီအစိမ်းအောင်ပင်လေးကကဘာတဝမ်းကမိဖို့ကြောင်နေတဲ့ကိုခီးရောက်ရှိလာခဲ့ပါပြီနော် သူ့ရဲ့လက်ဆက်ပြီးထူးခြားတဲ့အနံ့ကဟင်းတွက်ခွက်ကိုအသက်သွင်းလိုက်နိုင်စမ်းရှိပါတယ်နော်ဒီတစ်ခါတော့ဒီရွက်ကလေးရဲ့တဘာဝလျောက်ဖြစ်တည်မှုကနေကျမရဲ့အတွက်ဘလောက်တမိုးရှိလဲဆိုတာအတူတူလေ့လာကြရအောင်ပါခုဆိုနနမင်းလေးရဲ့တမိုင်းချောင်းကိုတည်သွားကြပြီဆိုတော့စားသုံးတဲ့ခါမှရရှိလာမယ်ကောင်းချိုးနဲ့ဆိုးချိုးတွေကိုလည်းမျိုးတို့တည်အောင်ပြောပြချင်ပါတယ်နော်နနမေကျမရဲ့ကြိုးကျဆုံးများနံပါတ်1အာဟာရတက်ကြွယ်ဝခြင်း ဗီတာမင် K ပါဝင်တာကြောင့်ရိုးကြမ်းမရေအတွက်အထူးကောင်းမွန်ပြီးသွေးခဲမှုတွေကိုကူညီပေးပါတယ်နော်ဗီတာမင် A နဲ့ C ပါဝင်တာကြောင့်လည်းကိုယ်ကအစနစ်ကိုမြင့်တင်ပေးပြီးရေပြားကြမ်းမရေအတွက်အထူးကောင်းမွန်ပါတယ်နော်ပိုတက်ဆီယမ်လည်းပါဝင်လို့နှလုံးကြမ်းမရေနဲ့သွေးပောင်ချိန်ထိန်းချီရမှာလည်းထောက်ကူပြုပါတယ်နော်နံပါတ်1အစာချေစနစ်ကိုကူညီခြင်းအစာချေလမ်းကြောင်းဆိုင်ရာပြဿနာများကိုတတ်တာစေပြီးဖိုက်ပူခြင်းဖိုက်ခဲခြင်းများကိုလည်းလျှော့ချပေးနိုင်ပါတယ် အမြင်တတ်ပါဝင်တာကြောင့်ဥလှုပ်ရှားမှုကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်နော်။နံပါတ်3ရောင်ရမ်းမှုကိုကျစေခြင်းအန်တီအောက်ဆီဒန့်ဓာတ်တွေပါဝင်တာကြောင့်ကိုယ်ရင်းရောင်ရမ်းမှုတွေကိုလည်းလျော့ပါစေပါတယ်နော်။နံပါတ်4သွေးတွင်းတကြားဓာတ်ကိုထိန်းချိန်ခြင်းအမြင်ဓာတ်တွေလည်းပါဝင်တာကြောင့်သွေးတွင်းတကြားဓာတ်ကိုတည်ငြိမ်စေပြီးစီးချိုရောဂါရှိတဲ့လူတွေအတွက်အထောက်အကူဖြစ်စေပါတယ်နော်။နံပါတ်5နှလုံးကျန်းမာရေးကောင်းမွန်ခြင်း ကိုလက်စတရောကိုလျှော့ချပေးနိုင်တဲ့အစွမ်းတက်တည်ရှိလို့သွေးကြောတွေကိုပြေလျှော့စေပြီးသွေးပောင်ချိန်ကိုလည်းထိန်းညစ်ပေးပါရနော်။ဒါရီကတော့ဒီနာနာမင်လေးစားခြင်းရဲ့ကောင်းကျိုးတွေဖြစ်ပါရနော်။အခုလိုမျိုးကောင်းကျိုးလေးတွေသိသွားပြီဆိုတော့လွန်လွန်ကဲကဲစားမိတဲ့အခါမှာရရှိလာမယ့်တတိထားမယ့်ချက်တွေကိုလည်းဆက်ပြီးတော့ပြောပြပေးသွားအောင်မှာဖြစ်ပါရနော်။နံပါတ်၁ဓမ္မတဲ့ခြင်းတချို့လူတွေမှာနာနာမင်နဲ့ဓမ္မတဲ့တာတွေဖြစ်တတ်ပါရနော်။ရာရန်ခြင်းလိုမျိုးရေပြားတွေနီးမြန်းတာလိုမျိုးစတဲ့လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။ နံပါတ်1ဆေးဝါးတွေနဲ့ဓာတ်ပြုတ်နိုင်ခြင်းရှိခြင်းသွေးကြဲစေဝက်ဖရင်တောက်နေရတဲ့သူတွေအနေနဲ့ကတော့ဒီဗီတာမင်ကကြွယ်ဝတဲ့နံနံမင်စားတဲ့အခါမှာဆေးဓာတ်ပြုတ်နိုင်ခြင်းရှိလို့တတိထားသင့်ပါတယ်နော်နံပါတ်3ပိုတက်ဆေးအကျဉ်းချံရှိနိုင်ခြင်းစိုက်ပျိုးရေးမှာပိုတက်ဆေးများအသုံးပြုထားနိုင်တာကြောင့်နံနံမင်ကိုအသေးချာမဆေးကြောပဲစားရင်ပိုတက်ဆေးတွေပါဝင်နေမှာစိုးရပါတယ်နော်ဒါအပြင်ဗက်တီးရီးယားတွေလည်းပါဝင်နိုင်တာကြောင့်သေချာဆေးကြောပြီးမှစားသုံးသင့်ပါတယ်နော်နံပါတ်4 အစာအစိမ့်တင်ခြင်းမတန့်ရှင်းတဲ့နံနံမင်ကနေပြီးတော့ ecoline လို့မျိုးဘက်တီးရီးယားပိုးမွားရေလည်းကူးစက်နိုင်ကြရှိတာကြောင့်တေချာစိတ်ကြောပြီးမှအစာတင်ပါတယ်နော်နံပါတ်5ကြောက်ကယောဂါရှိသူများဒီနံနံမင်မှာအောက်ဆလိတ်ဓာတ်တွေပါဝင်တာကြောင့်ကြောက်ကကြောက်တဲ့နိုင်ကြရှိတဲ့သူတွေသတိထားပြီးစားသုံးသင့်ပါတယ်နော်ဒါရီကတော့တတိထားမယ်အချက်တွေဖြစ်ပါတယ်။ခုဆိုရင်ကောင်းကျိုးတွေရောတတိထားမယ်အချက်တွေရော သိသွားပြီးတဲ့နောက်မှာထပ်ပြီးတော့အကြံပြုချက်လေးတွေပေးချင်ပါတယ်နော်။ဒီနံနံမင်းကိုစားသုံးတဲ့အခါမှာ နံပါတ်1အသင့်သင့်စားသုံးခြင်းဤသည့်စားစာမစို့လွန်ကဲစွာစားသုံးခြင်းကမကောင်းပါအောင်နော်ဒါကြောင့်သတိထားချင့်ချိန်မိမှစားသင့်ပါတယ်နော်နံပါတ်2တန်ရှင်းစွာစိတ်ကြောခြင်းဒီနဏရွက်ကိုစားသုံးတဲ့အခါမှာမစားမီဟင်းထဲကိုမခတ်မီမှရေနဲ့တေချာစိတ်ကြောဖို့လိုပါမယ်နော်နံပါတ်3ကျမ့်မရဲ့ပြဿနာရှိသူများခုမှယောဂကံကျမ့်မရဲ့ပြဿနာတခုခုရှိထားတယ်ဆိုရင်ဒီနဏမင်စားမယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်မိမှစားသုံးသင့်ပါတယ်နော် ဒီနနမင်းကအဟာရတကြွယ်ဝစွာပါဝင်တော်လဲတင်းတင်းမြတ်တော်သာစားသုံးရန်နဲ့ကိုရောစိတ်ပါကျန်းမာရေးနဲ့ညီညွတ်စွာရွေးချယ်စားသုံးရန်ရည်ကြီးပါတယ်နော်တမတဲ့ခြင်းလက္ခဏာတွေတွေ့ရပြီဆိုရင်တော့စားနေတာကိုချက်ချင်းရက်ပြီးတော့စေကုသမှုခံယူတက်ပါတယ်နော်ဒီတော့နနမင်းဆိုတဲ့ဒီအစိမ်းရောင်ပင်လေးကဟင်းရီကိုအရသာတင်းစေယုံနဲ့မကဘူးကျန်းမာရေးကိုပါတရောင်းတနေရာဆောင်းလျှောက်ပေးတဲ့တဘာဝရဲ့လက်ဆောင်လေးတစ်ခုဖြစ်ပါတယ်နော်ဆိုတော့ဒီဗီဒီယိုလေးကနေပြီးတော့အကျိုးတစ်ခုခုရခဲ့မယ်ဆိုရင် like and share လုပ်လို့ရပါတယ်နော် နောက်လာမယ့်ဗီဒီယိုတွေမှာလည်းတဘာဝနဲ့ရရှိတဲ့အံ့ဩစရာကောင်းတဲ့ရွက်လေးတွေကြောင်းဆက်ပြီးတော့မျှဝေပေးသွားအောင်ပါမို့ဒီ channel လေးကို subscribe လုပ်ကြဖို့မမေ့ပါနဲ့နော်နာမည်လေးတွေလိုပဲလက်ဆက်ပြောရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေနော်အားလုံးပဲကျေးဇူးတင်ပါတယ် see you next time bye